ဒခရိုင်အတွင်းအေယာဝရီမြေကြီးနဲ့ငဝုံမြေကြီးတို့ဟာမြို့အားလုံးနှီးပါရဲ့စိုးရင်ကြီးအမှတ်ရောက်လူနှီးပါအခြေအနေအထိဖြစ်ပေါ်နေပါတယ်။ဒါကြောင့်ဒေသခံတွေအနေနဲ့အရင်တစ်ခါရေကြီးမှုအခြေအနေတွေအတိုင်းထပ်ကြုံတွေ့ရမှာကိုစိုးရင်မှုတွေရှိနေပါတယ်။လက်ရှိမှာဟင်းဒရခရိုင်အတွင်းလေးမျက်နှာမြို့ရဲ့စိုးရင်ကြီးအမှတ်34ပေအထိရောက်ရှိလာခဲ့ပြီးအင်ကဘူမြို့မှာတော့စိုးရင်ကြီးအမှတ်48ပေအထက်39.35ပေကျော်လွန်နေခဲ့ပြီဖြစ်ပါတယ်။ ္ဒရာမျိုးရဲ့အဆုံးရေမှတ်44ပြည်ကိုရရှိဖို့၃ညတသမ4ပြည်ပဲလိုရတယ်။ဘလုံးမျိုးရဲ့အဆုံးရေမှတ်38တသမ35ပြည်ကိုရောက်ဖို့၃ညတသမ10ပြည်ပဲလိုရတယ်။မြန်အောင်မျိုးရဲ့အဆုံးရေမှတ်68ပြည်ကိုရောက်ဖို့တက်တမ9ပြည်ပဲလိုရတယ်။ချန်ကင်းမျိုးရဲ့အဆုံးရေမှတ်82ပြည်ကိုရောက်ဖို့တက်တမ9ပြည်ပဲလိုရတယ်ပြည်ရခင်ဗျာ။ဒီအင်္ဂူမာသလို့ရှင်လည်း ERV မြည်ရောငုံမြည်ရောကတစ်ခုလုံးရှိတယ်။ ERV တက်တာနဲ့ငုံလေးလိုက်ပြီးတက်လာတယ်။ 啊，这个都在支付宝私下来，这家我，啊个他，他干的下来，所以我就有洗这个。这个他听话哟，他干的哟，也就，看不养护嘞，没给我拿。他不拿伊的话嘞，他们两那天在一块了，是不？引起的就变比较皮毛了，也快快适应其他干的哦，啊，你所以没有洗那个样子。 အခုလိုမြေရေမြင့်တက်မှုတွေဟာအထက်ပိုင်းဒေသကရေတွေစီးဆင်းလာတာကြောင့်မိုးရွာသွန်းမှုတွေတိတိတတ်တာမရှိပေမဲ့လည်းမြေရေမြင့်တက်မှုတွေဆက်ရှိနေလို့ဒေသခံတွေကအထူးစိုးရိမ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်လူမှုဖွဲ့စည်းတွေကလည်းအရင်တစ်ကြိမ်ရေကြီးနှင်းမြှုပ်မှုတွေလိုပြန်ဖြစ်ပေါ်လာမှာကိုစိုးရိမ်နေကြပါတယ်။ပထမအကြိမ်ကဟင်္ဒရာခရိုင်အတွင်းပျက်စီးဆုံးရှုံးခဲ့တဲ့လေယာမြေတွေမှာတောင်သူအများစုဟာလေဆိုင်ပြိုးဖို့ကိုဆန္ဒမရှိကြတော့ဘဲကိုင်းသီးနိုင်ဆိုင်ပြိုးချိန်ရာသီကိုသာမျှော်လင့်နေပါတယ်။ ြန်လည်စိုက်ပျိုးမှုတွေပြုလုပ်မယ်ဆိုရင်သက်ဆိုင်ရာကဖြန့်ဖြူးပေးတဲ့မျိုးစဘာတွေကိုပြန်လည်ပြိုးထောင်စိုက်ပျိုးဖြစ်ထွန်းဖို့ရပ်ပေါင်းတရာဝန်းကျင်အထိကြာမြင့်ပြီးကိုင်းသီးနှံစိုက်ပျိုးချိန်မှတ်မိမှာစိုးရိမ်တာကြောင့်ဖြစ်ပါတယ်။လက်ရှိမှာအေယာဝတီတိုင်းဒေသကြီးအတွင်း၁၄ခုရှိတဲ့အနက်ဟင်္ဒရာခရိုင်ရှိကညင်ဆယ်မှာကံရည်ပြည့်အမှတ်အထက်3.639ပေကိုကျော်လွန်က288.639ပေအထိရောက်ရှိနေတယ်လို့ဆယ်မြောင်ဦးစီးဌာနကသိရပါဗျ။